အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမှာပြည်သူစစ်မှုမထမ်းလို့လူထွက်ပြေးတိမ်းရှောင်နေတဲ့လူငယ်တွေကိုကျေးရွာအုပ်ချုပ်ရေးမှူးတွန်းနယ်နဲ့ကြန့်ခိုင်ရေးပါတီဝင်တို့ပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုခေါ်ပြီးဖမ်းဆီးခိုင်းနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ငတိုင်းချောင်းမြို့ဖျားကုန်းကျေးရွာအုပ်ချုပ်ရေးမှူးတွန်းနယ်နဲ့ကြန့်ခိုင်ရေးပါတီဝင်ဥခိုင်ဦးတို့ဟာဖျားကုန်းကျေးရွာကိုထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူစစ်မှုရန်၃ဦးကိုစစ်ကောင်စီတပ်ကိုခေါ်ပြီးဖမ်းဆီးခဲ့ပါဗျ။ ထွက်ပြေးတဲ့စစ်မှုရန်တွေကိုဖမ်းဆီးတာရှိသလိုစစ်မှုရန်အတွက်ငွေကိုနှီးမျိုးစုံနဲ့တောင်းတယ်တချို့ဆိုရင်ငကတ်ချုပ်ပြီးရောင်းပေးကြရတယ်ချံပေါင်ပေးကြရတဲ့သူတွေလည်းရှိတယ်လို့ဖျားကုန်းကျေးရွာအုပ်စုရှိဒေသခံတူက AR Times ကိုပြောပါရယ်ဒေသခံတွေရဲ့ပြောကြားချက်အရကျေးရွာအုပ်ချုပ်ရေးမှူးတွန်းတွင်တွင်နဲ့ရိုင်းမှုဦးတိုးကြီးတို့ဟာဖျားကုန်းကျေးရွာအုပ်စုရှိအသက်16နှစ်ကနေ35နှစ်အတွင်းရှိလူငယ်တွေကိုတအူးကိုကြက်ငွေတသိန်းငွေ အသက်35နှစ်ကနေအသက်60နှစ်အတွင်းရှိသူတွေကိုကျန်ငွေ9000တောင်းယူတယ်လို့သိရပါဗျ။ဒါအပြင်နိုင်ငံခြားကိုရောက်ရှိနေတဲ့လူငယ်အချို့ရဲ့မိဘတွေကိုလည်းချင်းချောက်ပြီးကျန်ငွေတသိန်းခွဲတောင်းယူတယ်လို့ဒေသခံတွေကဆိုပါဗျ။ပြည်သူစစ်မှုရန်ငားရန်ကလူတအူးကိုကျန်ငွေ3180ပေးရတယ်လို့အုပ်ချုပ်ရေးမှူးဒေါ်နွင်နွင်နဲ့အဖွဲ့ကပြောဆိုပေမဲ့စစ်မှုရန်အစားထိုးသူတွေရဲ့အမှန်တကယ်ရရှိငွေမှာ 7380တာဖြစ်တယ်လို့လည်းဒေတာကန်တွေကပြောပါတယ်။ ARD တိုင်းမှာစစ်ကောင်စီခန့်ရက်ကျေးရက်ွက်အုပ်ချုပ်ရေးမှုစိန်မှုယာယီမှုအများစုဟာပြည်သူစစ်မှုရန်အကြောင်းပြပြီးငွေကြေးတောင်းယူမှုတွေပုံမှုပြုလုပ်နေတယ်လို့သိရပါတယ်။ ARD တိုင်းမှာပြီးခဲ့တဲ့မေလ9ရက်နေ့ကပြည်သူစစ်မှုရန်အမှတ်စဉ်30ကိုတင်နန်းဆင်းပေးခဲ့ပြီးအခုအခါပြည်သူစစ်မှုရန်တင်နန်းအမှတ်စဉ်7ကိုဖွင့်လှစ်ပြီးစစ်တင်နန်းပေးနေပါတယ်။